စာမေန40နှစ်နော်စာမေန40နှစ်ကခရဒါကဓာရီဟုတ်ပြီနော်ခရဒါကဓာရီဓာရီကိုရင်ပြောမှာဓာရီဆိုတာကပင်မန်းနွမ်းနေတာပြောတာဓာရီအဲမောပန်းနေပင်မန်းနေနော်အဲခရဒါကဓာရီတော့ခရဒါနေရာမှာပြောင်းပြီးသုံးလို့ရတာရှိတယ်ပေါ့နော်အာရှိကဓာရီလို့သုံးလို့ရတယ်အာရှိကဓာရီဟုတ်ပြီခရဒါကဓာရီဆိုတာခန္ဓာကိုအားနေတယ်ပေါ့နော်အားနေပြီးတော့ဟိုမလုံချင်မကင်ချင်စိဖြစ်တာလုံချင်တဲ့ကင်ချင်စိမရှိဘူးအဲ့လိုမျိုးပေါ့နော်အာအားနေတယ် ခီက進まないစိတ်မပါဘူးအဲ့လိုမျိုးပေါ့နော်ခန္ဓာကိုယ်နှုံးချင်နေစိတ်မပါအေးအာရှိကဓာတ်ရီဆိုတာလည်းမနှစလုံးဖြစ်မှုမှာပေါ့နော်အာရှိကဓာတ်ရီအေးခြေောက်တွေညောင်းကြိုင်နေခြေောက်တွေမတည်ကျင်နိုင်လောက်အောင်ညောင်းကြိုင်နေဥပမာဟိုတောင်တွေပါတက်ပြီးပြန်လာလို့ရှိရင်မာဆယ်တွေပေါ့နော်အေးကြွက်သားတွေကနာပြီးတော့နော်လမ်းမလျှောက်ချင်တော့မေးမတည်နိုင်တော့အောင်အေးဓာတ်ရီပေါ့နော်ဓာတ်ခုတ်တဲ့ခရဒါကဓာတ်ခုတ်တဲ့အာရှိကဓာတ်ခုတ်တဲ့နော်ကျော်ကျော်ရစမစတဲ့ဒါကိမဆန်ကရှိကုန်တော့ ီနေ့အလုပ်နာဝင်ရမလားတဲ့နော်ခါတော့အချက်တူဒါတစ်ခွတ်တဲ့อืมခဏဝတ်သိပြီးတော့လုပ်ချင်းမကင်ဘူးလို့ပေါ့နော်အာခေကဆူဆူမနိုင်ခါရရှိဖို့တော့မို့ဟာဆူဆူမနိုင်ပေါ့နော်စိတ်ကမပါတော့လုပ်ကလည်းရှေ့မရဘူးပေါ့နော်อืมအဲ့လိုမျိုးခါတော့ကဒါတစ်ခွတ်တဲ့ဟုတ်ပါပြီအစတော့ကြည့်မယ်ပေါ့နော်အေများသောအားဖြင့်ခန္ဓာကိုယ်လေးလံပြီးတော့အားနေတဲ့အခြေအနေတွေမှာသုံးတယ်ပေါ့နော်ခါတော့ကဒါတို့ဟုတ်ကဲ့အခြေခံကြည့်အောင်ကျော့ 体がすごくだるくて。ほび。でね、でな。အာသူက体がすごくအလွန်ကလေးပဲเนาะဓာတ်ခတိအဲလေးလံထိုင်းမိုင်းနေတယ်ပေါ့နော်ခနာကူကလေးလံနေပြီးတော့နေပေါင်းပေါ့နော်အာမရှိဘူးတဲ့ခါဝအခိုက်ရောအာမျက်နာလေးနေနေတာပဲအဲ့တော့မျက်နာနေတယ်ဆိုတော့ဘာဖြစ်လဲအဲ့တော့ဒီဖြားတယ်ပေါ့နော်ဖြားတယ်အာနေစုကအာရုံဂျာနိုင်ဂျာနိုင်ဆိုတော့တို့အမွေမှာ မဟုတ်လားပေါ့နော်အဲ့တော့ဖျားဖျားရှိနေတယ်ဆိုတော့အပူရှိတယ်ဆိုတော့နေစကားအဲ့ဒါဆိုတာဖျားတယ်ပေါ့နော်အဲ့တော့ဖျားနေတယ်မဟုတ်လားဖျားနေလို့ထင်တယ်နော်မင်းမျက်နှာကြည့်ရတယ်ကူနေတာမျက်နှာကလည်းနီနေတာပဲဟုတ်ပြီနော်ခေနီးပန်းကြည့်အောင်နန္ဒခာဘာရဲ့လို့မဟုတ်ပေါ့နော်ဘာရဲ့လို့လည်းမသိအဲ့လိုမျိုးဒီ reason ပေါ့နော်ခရတကဓာတုဆိုးတာနဲ့အာဘာလဲကွာမင်းကမင်းရဲ့ခန္ဓာကိုယ်ကဓာတုဆိုးတာနဲ့ဓာတုဆိုးဓာတုဤဓာတုဆိုးဆိုဤဖြုတ်တာအတွက်ကြောင့်အဲအမြင်ဆိုးဖြစ်မယ်ပေါ့နော်အဲ့တော့ ်အမင်းခနာကွာနုံချီချီနဲ့အားမရှိတဲ့ပုံပဲနော်အဲ့လိုမျိုးပေါ့နော်နန္တာကဘာလဲနော်မင်းခနာကွာနုံချီချီနဲ့နော်အွန်းဟုတ်တယ်ဗျာဆိုင်းကင်ကျွန်တော်အခုတော့ချော့တူနေဘူးဆိုခုတဲ့ဟုတ်ပြီနော်နေဘူးဆိုခုဖြစ်တယ်တော့အေးမွားဘူးဆိုလို့ရှိရင်နတ်စံတော့ဖြစ်ဘူးမှာပေါ့နော်အေးအေးမွားတဲ့ခါမှာခနာကွာလေအေးအားမရှိတယ်လို့လို့နုံချီချီနဲ့ပေါ့နော်ဘာမှမလုပ်ချင်မကိုင်းချင်နော်စိတ်ကလည်းမပါဘူးနော်ခီမိုစုစုမနိုင်ပေါ့နော်ဟွန်းโอเคအဲ့ဆိုတော့အေးနိဗ္ဗာန်မှာနိဗ္ဗာန်နေရမှာပေါ့နော် ဟဲ့ဆက်မှန်းကြည့်ပါမယ်နာဆူဝနွေရာဒီကအီဆူမိုအမြဲတမ်းခါရတာကဒါရင်းတောင်နေအဲ့ပြောချင်တာကနွေရာဒီကပေါ့နော်အမြဲတမ်းဒီခနာကိုကဒါရွိအဲခနာကိုကဒီအာမရှိပေါ့နော်ပင်မနန်းနေတယ်အဲ့တော့သူပြောချင်တာပူလွန်းလို့ပေါ့နော်အဲ့တော့အဆုခတဲ့အဆုခတဲ့အဲ့လိုမျိုးခါရတာကဒါရွိအဲ့လိုပြောတာပေါ့နော်ခနာကိုကအေနှုံချီချီနဲ့ကွာပူလိုက်တာရာဒီတို့မြုပ်ပုံချနေရပေါ့နော်ချမ်းတော်တာပဲနိုင်ခါရကြနိုင်ချမ်းတော်တာပဲလို့ဒီချာစားတယ်အဲ့တော့ညမှာတာပဲနိုင်ခါရ မစားတဲ့အတွက်ကြောင့်ဂျန်နိုင်မဟုတ်လားအခင်ဗျာတိတိကျကျမစားတာမဟုတ်လားနော်စားသေးချာမစားလို့ပါမဟုတ်လားခွာအဲအဲ့လိုမျိုးပေါ့နော်ဟိတ်ဖြစ်ယူမန်ကြောင့်ယူမန်ကခိုးလေးခိုးလေးသွားဒီရလေးပေါ့နော်ဟာယာကုတိုရှိုခန်နီတော့မြန်မြန်စာကြည့်တိုက်ကိုခိုင်စာနိုင်တို့ပြန်မပေးလို့မရဘူးနိုင်တို့ခင်နိုင်ပေါ့နော်အော်ခိုင်စာနိုင်တို့ခင်နိုင်မြန်မြန်မပေးလို့မရဘူးလားနော်မြန်မြန်မပေးလို့မရဘူးပေါ့နော်ဟုတ်ဟုတ်တယ်တဲ့မို့ဒါပေမဲ့ かれ、えー、それ、これから行くのは、クマドアメスのちょっとだるいな。あ、ねねの、えー、べまねいぼ、のべまねえぞ、えりべべ。あー、明日行くよ、なぶあとあめ。あ、うん、でもこれから行くのはちょっとだるいな。明日行くよ、なぶんはい、五番じばめ。五番が、今日たくさん歩いたね。あ、りにらにみあいしょけらべ。うん、足がすごくだるい。あの、皆さんの例、 ေရှိဦးမှာပေါ့နော်အရှိကစကောကူတာတို့ကြီးဒုက္ခိပေါ့နော်อืมအားလုံးရှိလားရှိတယ်အဲ့ဥပပီအဲ့ဆိုနားလည်းမယ်ရှိမှာပေါ့နော်တောင်တောင်တက်ဝင်းရင်ရှိပေါ့နော်ဟိုက်โอเคဆိုတော့နောက်တစ်ခုအားစားလုပ်တဲ့အခါမှာလည်းဖြစ်တယ်နေပြီနော်ပထမဆုံးစပြီးအားစားလုပ်တာမျိုးဆိုလို့ရှိရင်ခနာကွာကျသားတွေနားလာတယ်ပေါ့နော်ဓာတုခုတိအာအရှိကဓာတုခုတိဟုတ်ပြီအဲ့တော့ခနာကုန်နဲ့ဆိုင်တဲ့အစိပ်ပိုင်းတွေနဲ့တုံးတာတွေအများကြီးတော့ရှိတယ်ပေါ့နော်ဥပမာ 耳が痛いのあらမျိုးအစားရှိတဲ့ရှိတယ်ဘောနော်မိမိကအတိုင်းတော့နားနာတယ်တော့ဘယ်လိုပြောမလဲမချားခြင်းလောက်ဖြစ်တယ်ဆိုတဲ့အိဗယ်ကြီးလည်းရှိတယ်ဘောနော်အဲ့အရာကြီးကနောက်ကြကြက်နေတယ်โอเคအဲ့ဆိုတော့ဒီဟာလေးအရင်မှတ်တာပါခါရတာကဓာရီအရှိကဓာရီโอเคအဲ့ဆိုနောက်တော့ကြည်ပါမယ်ခီမရှော့27 27番1 今日体がすごくだるくて。顔赤いよ。熱があるんじゃない ?2。なんだか体だるそうだね。うん。最近ちょっと寝不足で。3。夏はいつも体がだるいんだよね。ちゃんと食べないからじゃない ?4。これ、早く図書館に返さないと。うん。 でも、これから行くのはちょっとだるいな。明日行くよ。5。今日たくさん歩いたね。うん。足がすごくだるい。